။ချို့သောသူတွေဟာသူတို့တစ်ဖက်လူရဲ့တိတ်တိတ်လှုပ်အချစ်ခင်နေကြရတာကိုမြင်ဖူးကြပါလိမ့်မယ်။အဲ့ဒီအခါကိုကလေးအားကြပြီးရင်ကို့အနေနဲ့တိတ်တိတ်လှုပ်အချစ်ခင်ရှင်တော့နီးနေမျိုးမျိုးနဲ့စူးစမ်းကြည့်တဲ့အခါမှာအချစ်မခံရတဲ့အပြင်ကိုမလို့ရှင်တဲ့ရလဲတွေကိုပါရလာနိုင်ကြတဲ့လူတချို့တော့ကြုံခူးကြမှာပါဒီတော့ကျွန်ုပ်တို့သိထားမှာကကျွန်ုပ်တို့ဟာကိုလူရှင်တာကိုဆွေးဆောင်နေတာမဟုတ်ပါဘူးကိုဖြစ်နေတာကိုပဲဆွေးဆောင်နေတာဖြစ်ပါတယ် ကိုဖြစ်နေတယ်ဆိုတာကိုစိတ်ထဲမှာခံစားနေရတဲ့ပုံစံအတိုင်းပဲဆွေးဆောင်နေကြတာဖြစ်တယ်။ဒီလိုဆိုရင်ကိုရဲ့စိတ်ထဲမှာငါအချစ်မခံရဘူး၊ငါ့ကိုဘသူမှမချစ်ကြဘူး၊ငါချစ်စရာလည်းမကောင်းဘူး။အဲ့ဒီလိုခံစားနေရပြီဆိုရင်ချစ်စရာမကောင်းတဲ့ပုံစံတွေအချစ်မခံရတဲ့ပုံစံတွေကိုဆွေးဆောင်နေတာပဲဖြစ်တယ်။ပြောင်းပြန်အနေနဲ့ပြောမယ်ဆိုရင်ငါ့ကိုငါချစ်သူကအရင်ချစ်တယ်။ ။ "तू ကငါ့ကိုဘယ်တော့မှထားတော့မှာမဟုတ်ဘူး။ငါမရှိရင် तू မနေနိုင်ဘူး။အဲ့ဒီလိုခင်စားချက်တွေကကိုလိုရှင်တဲ့အချစ်ကိုဆွေးဆောင်နိုင်တယ်။စိတ်ခင်စားရှင်အကြောင်းတွေနဲ့ပတ်သက်လို့ပြောမယ်ဆိုရင် vibration နဲ့ energy အကြောင်းကိုသိဖို့လိုအပ်ပါတယ်။အဲ့ဒီ vibration နဲ့ energy ဆိုတာကျွန်ုပ်တို့ရဲ့စိတ်ထေးမှာရှိနေတဲ့အတွေးတွေခင်စားချက်တွေရဲ့တုန်ခါမှုစွန့်အင်တွေပဲဖြစ်တယ်။ဒီလိုတုန်ခါမှုစွန့်အင်မြင့်မားလာတာနဲ့အမှကိုယ့်ရဲ့စိတ်ခင်စားမှုတွေပိုမိုကောင်းမွန်လာပါတယ်။ အဲ့ဒီအခါမှာကိုဟာစွန်းအားမြင့်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်။ဒီတော့ကိုရဲ့စွန်းအားတွေမြင့်မားလောင်အလိအကျင့်တွေကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်။စွန်းအားမြင့်စေတဲ့အလိအကျင့်တွေကိုလက်ခံသုံးဆွေးလိုက်တဲ့အခါကိုရဲ့အတွင်းပိုင်းမှာလင်းနေတဲ့ပြောင်းလဲမှုတွေကိုမိမိကိုယ်တိုင်စတင်တွေ့မြင်ရပါလိမ့်မယ်။ဒီတော့အတွင်းပိုင်းပြောင်းလဲလာတာနဲ့အမျှမိမိကိုယ်ကိုယုံကြည်မှုရှိပြီးရင်တဘာဝအတိမ်ပဲကိုချစ်ခင်တဲ့လူတစ်ယောက်ကကိုကိုသေးသေးလှုပ်ချစ်ခင်လာပါလိမ့်မယ်။ ီးတော့ကိုဟာသေးသေးလောက်အချစ်ခင်ရဇေဖို့ကို့အနေနဲ့တခြားလူတွေကိုဘာမှပြုလုပ်နေစရာမလိုပါဘူးမိမိကိုကိုစွန့်အင်မြင်မာတဲ့လူတယောက်အဖြစ်ပြုပြင်ပြောင်းလဲပေးဖို့ပဲလိုအပ်ပါတယ်စွန့်ရင်မြင်မာတဲ့လူဖြစ်တယ်ဆိုတာကပြီးပြည့်စုံတဲ့လူဖြစ်နေတာလေမဟုတ်သလိုအဲ့ဒီလူဟာအမြင့်တဲ့အကောင့်ဖက်ကနေပြီးတော့တွင်းနေတဲ့လူမျိုးလေးမဟုတ်ပါဘူးအဓိကတော့ energy ကိုင်းညီမှုရှိတာကိုပဲဆိုလိုပါတယ်ကျွန်တို့တို့တွေဟာဘဝရဲ့အချိန်အမျိုးမျိုးမှာစွန့်ရင်မြင်မာနေတာကိုခံစားကြဖို့မှာပါ ဒါမင်းမေးလေးကို့အနေနဲ့လိုအင်းနေတဲ့အချိန်တွေမှာစွန့်အင်မြင်မာမှုမရှိပြီးအောက်ကိုထိုးကြသွားတဲ့အရှိအအနေတွေရှိနေတဲ့ကြပါလေ။ဒီတော့ကို့ရဲ့မြင်မာနေတဲ့စွန့်အင်ကို ထိုင်းသိမ်းနိုင်ပြီးမိမိကိုယ်ကိုစွန့်အင်မြင်မာတဲ့လူတယောက်ဖြစ်အောင်ပြုလုပ်ဖို့တော့လိုအပ်ပါလေ။ဒီလိုပြုလုပ်နိုင်ဖို့လိုအပ်တဲ့အဓိကအချက်၅ချက်ကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါလေ။ဒီအချက်၅ချက်ကိုကောင်းမွန်စွာပြုလုပ်နိုင်ခြင်းအပြင်ကိုယ့်ရဲ့စွန့်အင်တွေမြင်မာလာတဲ့အခါသေသေးလုံးအချစ်ခံရတဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်။ တည်တည်တော့အချစ်ခင်ရတဲ့သူတယောက်ဖြစ်စေဖို့နံပါတ်1အချက်ကတော့ချစ်ချင်းမေတ္တာထဲငြိမ်းချမ်းရေးကိုပဲရွေးရှိလိုက်ပါ မိတ်ဆွေဟာကိုယ့်ရဲ့တစ်ဖက်လူကိုလင်းလင်းနဲ့နဲ့ချစ်နေခင်ရင်တောင်မှအဲ့ဒီဆက်ဆံရေးကရှုပ်ထွေးမှုရှိပြီးရင်ကိုယ့်ရဲ့စိတ်ကိုငြိမ်းချမ်းမှုမရှိဘူးဆိုရင် သူ့ကို ပို့ပြီးရင်ရှင်းမပြပါနဲ့သူ့ကိုပို့ပြီးရင်ချစ်ချင်းမေတ္တာတွေမပေးပါနဲ့ကိုယ့်စိတ်ရဲ့ငြိမ်းချမ်းမှုကိုပဲအလေးအနက်ထားပေးပါ ကိုယ့်ရဲ့တစ်ဖက်လူကြောင့်ကိုယ့်ရဲ့စိတ်ဟာစိုးရိမ်ရတယ်၊တငေရတယ်၊ဝင်းနေရတယ်၊အဆင်မပြေမှုတွေမြောက်များစွာကြုံတွေ့နေရတယ်ဆိုရင်ဒီ relationship မှာဆက်လဲမနေပါနဲ့တော့ဒီလိုရှုံ့ထွေးတဲ့ဆက်ဆံရေးကကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုပျက်စီးစေမည်ဆိုရင်ဒီဆက်ဆံရေးကိုဖျက်တောက်ပြီးရင်ကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုပဲရွေးချယ်လိုက်ပါ။ဘာဖြစ်လို့လဲဆိုရင်ရှုံ့ထွေးတဲ့ဆက်ဆံရေးကိုထိုင်းသိမ်းနေရတာကအရင်ပြင်မဲ့ပါတယ် အဲ့ဒီကကိုယ့်ရဲ့စွန့်ရင်တွေကိုယ့်ရဲ့ energy တွေအောက်ကိုထိုးချသွားတဲ့အခြေအနေတွေဖြစ်ပေါ်လာတဲ့ပါတယ်။ဒီတော့မိတ်ဆွေတို့ပြုလုပ်ရမှာကအချင်းကြီးတွေ relationship တွေထဲကိုယ့်ရဲ့ကောင်းကျိုးချမ်းသာကိုသာပုံမတင်ဖို့ထားဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ကောင်းကျိုးချမ်းသာတွေကိုပုံမတင်ဖို့ထားလေလေကိုယ့်ရဲ့စိတ်ချိန်စင်နှုံးတွေမြင့်မားလာလေလေပဲ။အဲ့ဒီအချိန်မှာကိုယ့်ဖက်ကဆက်သွေးရမယ့်လူတွေကလေပုံမနေတာလာလေ ဖြစ်မှာပဲ။ဒါပေမဲ့ကိုကအထီးကျင်မနေဘူး။အဲ့ဒီကိုယ်နဲ့သက်ဆိုင်တဲ့ လူနည်းစုဖြစ်တဲ့ဆက်သွေးမှုတွေနဲ့ပုံမနဲ့ဆိုင်လာပါလိမ့်မယ်။ကိုယ့်ဖက်ကဆက်သွေးမိလူနည်းစုတောင် မရှိခင်တောင်မှစွန့်ရင်မြင့်မားနေတဲ့အခါမှာတယောက်တည်းနေတဲ့သူကပုံမတောက်ပလာတဲ့ပါလိမ့်။မိတ်ဆွေရဲ့တောက်ပမှုကိုတွေ့မြင်ရတဲ့ပဲ့ဝင်းကျင်ကလူတွေကမိတ်ဆွေကိုတတိထမိလာပါလိမ့်မယ်။အဲ့ဒီအချိန်မှာသူတို့အနေနဲ့မိတ်ဆွေကိုသဘောကျရှင်မှကြားမှာဖြစ်တယ်တခြားလူတွေကကိုယ့်ကိုသဘောကျသည်ဖြစ်စေသဘောမကျသည်ဖြစ်စေအရင်ကြီးကယူစိတ်နေစရာမလိုပါဘူး ဆိုရင်မြန်မာနေတွေဆိုတာကတခြားသူတွေကိုအထင်သေးတာဒါမှမဟုတ်တခြားလူတွေကို စွန့်အင်နေနေတဲ့စိတ်တွေနဲ့သူတို့တွေကိုအပြစ်တင်နေတာမျိုးလည်းမဟုတ်ပါဘူး။ဘာဖြစ်ဖြစ်ရှင်းရှင်းမေတ္တာထက်ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကိုရွေးရှည်လိုက်တဲ့အခါမှာအဲ့ဒါသည်ကိုယ့်အတွက်စွန့်အင်မြင်မာမှုကိုဖြစ်စေတယ်။ဒီလိုစွန့်အင်မြင်မာမှုကပဲလူတွေကိုညှို့ယူနှိမ်တဲ့အရင်းကို ကြီးမာတဲ့ညှို့တဲ့ပေဖြစ်ပါတယ်။ ။စွန့်ရင်မြင်မတဲ့လူတယောက်ဖြစ်လာစေဖို့နိမဲနှင်းအချက်ကတော့ရိုးရိုးရှင်းရှင်းနဲ့ပဲဘဝကိုဖျက်သိမ်းပါ။ကျွန်တို့ဟာကိုယ့်ရဲ့နေ့စဉ်ဘဝကိုဖျက်သိမ်းတဲ့အခါမှာကိုယ့်အတွက်အဆင်မပြေတာတွေရှိမေအဆင်ပြေတာလေးတွေရှိမေဒီအချိန်မှာကိုယ့်ဘဝကိုရိုးရိုးရှင်းရှင်းနဲ့ဖျက်သိမ်းဖို့လို့တယ်တနည်းအားဖြင့်ပြောရမေဆိုရင်စစ်မှန်စွာဖျက်သိမ်းဖို့လို့တယ်အဲ့ဒါကို authentic ဖြစ်တယ်လို့ဆိုရမှာဖြစ်တယ် အသင်းဒီဖြစ်တည်ဆိုတာကဟင်ဆောင်မှုမရှိဘူးဖုံးကွေမှုမရှိဘူးကိုယ့်ရဲ့အရှိအနေအတိုင်းဒီလိုစိမ့်မယ်စွာနေထိုင်တာကိုဆိုလိုပါတယ်ဒီလိုစိမ့်မယ်စွာနေထိုင်ဖို့အတွက်လေကိုယ့်ရဲ့စိတ်ကရိုးရှင်းနေဖို့လိုအပ်ပါတယ်မေမေကင်ကင်နဲ့အရှိကိုအရှိအတိုင်းဟင်ဆောင်မှုတွေဖုံးကွေမှုတွေမရှိဘဲနဲ့နေထိုင်ဖို့လိုအပ်ပါတယ်သူတစ်ပါးအထင်သေးမှဆိုတော့ ဟင်ဆောင်နေရတာတွေသူတပားကိုကြောက်ရွံ့လို့ဟင်ဆောင်ဖုံးကွေပြီး နေရတာတွေကတခေကိုပြင်းမဲလှပါတယ်။ဒါကြောင့်ကိုယ့်ရဲ့နေစဉ်ဘဝကိုဖျက်သိမ်းတဲ့အခါရိုးရိုးရှင်းရှင်းလေးနဲ့စိတ်မင်စွာနေထိုင်ပြီးဘဝကိုပေါပေါပါပါဖျက်သိမ်းပါဒီလိုပြုလုပ်လိုက်ရှင်ကကိုယ့်ရဲ့စွန့်ရင်တွေကိုမြင်မားစေပြီးရင်ဒါကတကယ်ကိုညှို့အားကောင်းတာတွေကိုဖြစ်ပေါ်စေပါတယ်။စွန့်ရင်မြင်မားတဲ့သူတယောက်ဖြစ်စေဖို့နည်းပယ်ဆုံးအချက်ကတော့တခြားသူတွေကိုဆန့်ကျင်မနေပါနဲ့။ ကျွန်ုပ်တို့ထင်တာတချို့သောသူတွေဟာတစ္ဆာဖောက်ခံရတာတွေလိမ်နေခံရတာတွေညှင်းပေးခံရတာတွေအသုံးချခံရတာတွေကိုကြုံဖူးပါလိမ့်မယ်မိ쇠ရယောက်ျားလေးဖြစ်နေတယ်ဆိုရင်မိန်းမတချို့ရဲ့တစ္ဆာဖောက်တာမိန်းမတချို့စီကညှင်းပေးခံရတာစသဖြင့်ဒီလိုအတွေ့အကြုံမျိုးရှိကောင်းရှိမိပါလိမ့်မယ်မိ쇠ဟာ မိမဖြစ်နေတယ်ဆိုရင်လေယောက်ျားတချို့ရဲ့တစ္ဆာဖောက်တာတွေရွေးရှည်မခင်ရတာတွေညှင်းပေခင်ရတာတွေကြုံမှုပါလိမ့်မယ်အဲ့ဒီအခါမှာမိတ်ဆွေကယောက်ျားတယောက်ဖြစ်ခင်မေဆိုရင်မိမအရှုပ်ကိုမုံတိတာတွေမိတ်ဆွေဟာမိမတယောက်သာဖြစ်ခင်မေဆိုရင်ယောက်ျားတွေကိုမုံတိတာတွေအဲ့ဒီလိုခံစားအောင်ခံစားရပါလိမ့်မယ် ဒီတော့မိတ်ဆွေကယောက်ျားတယောက်ဖြစ်နေတဲ့အခါမှာမိန်းမတွေကိုမုံတီးတော့မိန်းမတွေကမကောင်းဘူးမိန်းမတွေကမချစ်တဲ့ဘူးမိန်းမတွေကညာတဲ့တည်းမိန်းမတွေရဲ့အခြေကတင်ဖို့မရှိဘူးစသဖြင့်ပြောဆိုလာပါလိမ့်မယ်ဒီလိုအပြောအဆိုတွေမပြုလုပ်ပါနဲ့မိတ်ဆွေကမိန်းကလေးဖြစ်နေရင်လေဒီအတိုင်းပဲယောက်ျားတွေကမကောင်းဘူးယောက်ျားတွေကသစ္စာဖောက်တယ်ယောက်ျားတွေကမချစ်တဲ့ဘူးစသဖြင့်အဲ့ဒီလိုပြောဆိုကောင်းပြောဆိုပါလိမ့်မယ်ဒီလိုပြောဆိုတာကိုမပြုလုပ်ပါနဲ့ တခြားသူတွေအပေါ်မှာဘေတော့မှအပြစ်မတင်ပါနဲ့တခြားသူတွေပေါ်မှာအပြစ်တင်တဲ့စိတ်တွေဟာကိုယ့်ရဲ့ energy ကိုနှိမ့်ချစေပါတယ်ဒီတော့အပြစ်တင်နေမေးအစပိုလို့ကောင်းတာကိုပဲရွေးရှည်ဖို့မိမိကိုယ်ကိုသင်ယူသင့်ပါတယ်စိုးရင်မြင်မာတဲ့သူတွေဟာကိုဘွားထေးကမကောင်းတဲ့အတွေ့အကြုံထေးကပုံမကောင်းဝင်တဲ့အရာတွေကိုရရှိစေဖို့သင်ယူတဲ့ကြပါတယ် အမျိုးသမီးတယောက်ကကိုယ့်ကိုလိန်လေသွားတိုင်းအမျိုးသမီးထူတရဲလုံးကမကောင်းတာ ဖြစ်သွားတာမဟုတ်ပါဘူးအမျိုးသားတယောက်ရဲ့လိန်လေမှုကိုခံရလိုက်လို့အမျိုးသားထူကြီးတစ်ခုလုံးကမကောင်းတဲ့လူဖြစ်သွားတာတွေမဟုတ်ပါဘူးဒီလိုမကောင်းတဲ့အတွေ့အကြုံသေးမှာကိုယ့်အနေနဲ့ကိုကဘာတွေမှားခဲ့တယ်ဘာတွေကိုပြုလုပ်ခဲ့တယ်မပြုလုပ်သင့်တဲ့အရာတွေကိုဘလို့ပုံစံမျိုးတွေဆောင်ရွက်ခဲ့တယ်ဆိုတော့အတွေ့အကြုံတွေပေါ်မှာပဲသင်ခန်းစာယူရမှာဖြစ်တယ် ယောက်ျားအားလုံးကမကောင်းဘူးမိန်းမအားလုံးကမကောင်းဘူးဆိုတဲ့ယုံကြည်ချက်ကိုသာဆွေးကင်ထားမိဆိုရင်အဲ့ဒီယုံကြည်ချက်ကို အတီးပြုပေးမိအတွေ့အကြုံတွေကိုမိတ်ဆွေဟာဆွေးဆောင်နေပါလိမ့်မယ်။မိတ်ဆွေရဲ့ဘဝမှာကောင်းမွန်တဲ့အမျိုးသမီးတွေကောင်းမွန်တဲ့အမျိုးသားတွေကိုကြုံတွေ့ရမိအခွင့်အရေးတွေနေပါသွားပါလိမ့်မယ်။ကျွန်တို့ရဲ့ဘဝမှာမကောင်းတဲ့အတွေ့အကြုံတွေကြုံတွေ့ခဲ့ရပေမယ့်မုံတီးမှုတွေခါတီးမှုတွေကိုတော့ဆွေးကင်မထားသင့်ပါဘူး မကောင်းတဲ့အတွေ့အကြုံတွေထေကသင်ခန်းစာယူပြီးရင်အဲ့ဒီအတွေ့အကြုံကိုလွှတ်ချနိုင်ဖို့ပဲလိုအပ်ပါတယ်။ဘသူ့ကိုမှဆင့်ကျင်နေစရာမလိုဘဲနဲ့မိမိကိုယ်ကိုချစ်ချင်းမေတ္တာအပြည့်ငြိမ်းချမ်းမှုအပြည့်နဲ့သာနေထိုင်လိုက်ပါ။ကိုယ့်ရဲ့ခန္ဓာကိုယ်မှာချစ်ချင်းမေတ္တာတွေငြိမ်းချမ်းမှုတွေဝင်းရင်လိုက်တဲ့အခါမှာကိုယ့်ရဲ့ယင်ထေက vibration တွေတုန်ခါမှုတွေဟာချစ်ချင်းမေတ္တာတွေနဲ့ငြိမ်းချမ်းမှုတွေရှိနေလိုက်ပါမယ်။အဲ့ဒီ vibration တွေကပဲ universe ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီတော့မိတ်ဆွေဟာ university ကိုချစ်ချင်းမေတ္တာတွေငြိမ်းချမ်းမှုတွေကိုပေးပို့နေတဲ့လူတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။ဒီလိုပြုလုပ်လိုက်ခြင်းအပြင်မိတ်ဆွေဟာချစ်ချင်းမေတ္တာတွေငြိမ်းချမ်းမှုတွေကိုတဘာဝအတိုင်ဆွေးဆောင်နိုင်တဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ဒါကတခေတ်ကိုစွန့်အားမြင့်မားတဲ့လူတစ်ယောက်ဖြစ်လာပြီဖြစ်တယ်။ဒါကမိတ်ဆွေအတွက်ကြီးမားတဲ့ညှို့အားကိုဖြစ်ပေါ်စေပါတယ်။ကြီးမားတဲ့ညှို့အားတွေဖြစ်ပေါ်ရှင်ရဲ့နောက်မှာသေးသေးလို့အချစ်ခင်ရတာတွေလိုက်ပါလာပါလိမ့်မယ်။ စွန့်ရင်မြင်မာတဲ့လူတယောက်ဖြစ်လာစေဖို့နေပဲလေးအချက်ကတော့အချစ်နောက်ကိုမလိုက်ပါနဲ့ယောက်ျားတူဦးစီကားပဲဖြစ်ဖြစ်မိန်းမတူဦးစီကားဖြစ်ဖြစ်ကိုလိုရှင်တဲ့ချစ်ချင်းမေတ္တာကိုရဖို့လိတ်ရှာနေတယ်တော့ခံစားရတဲ့အခက်အတဲမှာတကယ်တမ်းကျတော့မိတ်ဆွေအားအဲ့ဒီလူစီကချစ်ချင်းမေတ္တာတွေကိုလိတ်ရှာနေတာမဟုတ်ပါဘူး မိတ်ဆွေအမင်တကြီးလိတ်ရှာနေတာကိုရဲ့ကိုတွင်းကဖြစ်လာတဲ့လိုရှင်မှုတွေကိုလိတ်ရှာနေတာပဲဖြစ်တယ်။တနည်းအားဖြင့်ပြောမေဆိုရင်ကိုရဲ့ရင်တွင်းမှာနာကျင်နေတာတွေလည်းရှိကောင်းရှိမေ။အဲ့ဒီနာကျင်မှုတွေတက်တရာရဖို့လိတ်ရှာနေတာတွေလည်းပါဝင်ပါတယ်။ဒါကြောင့်ကိုလိုရှင်နေတဲ့ယောက်ျားတွေမိန်းမတွေအပေါ်မှာအာယုံစိတ်နေမေးအစအဲ့ဒီလူမရှိရင်ကိုအနေနဲ့ဘာတွေမပြည့်စုံဘူးဖြစ်နေလေ။ဘာတွေကိုမကျင်နေဘူးလို့ခံစားနေရတာလေးဆိုတာကိုသာစဉ်းစားကြည့်ပါ။ အချစ်နောက်ကိုလိမ့်နေရနေဆိုတာကများသောအဖြစ်နာကျင်မှုတွေကိုတက်တာရရဖို့လိမ့်ရှာနေကြတာပဲဖြစ်တယ်။အဲ့ဒီနာကျင်မှုတွေကဘာတွေလဲဆိုရင်စွန့်ပစ်ခံရမှာကိုကြောက်ရင်တာအထီးကျန်ရမှာကိုကြောက်ရင်တာညင်းပေခံရမှာကိုကြောက်ရင်တာတွေဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်နေတယ်ဆိုတာကလေကိုယ့်ရဲ့စိတ်ထဲမှာချစ်ချင်းမေတ္တာတွေရှားပါနေတယ်တော့ခံစားနေရလို့ပဲ။ ရှားပါတဲ့စိတ်တွေရှိနေတဲ့အခါကိုယ့်ကိုကေစီဖို့တခြားသူတွေကို လိုအပ်နေတာကြောင့်အချစ်နောက်ကိုလိမ့်နေရတာဖြစ်တယ်။ဒါကြောင့်တခြားသူတွေကိုလိုအပ်နေတာကိုရက်တန်ပြီးရင်မိမိကိုကိုချစ်ခင်ဖို့စိတ်ကို မွေးမြူစေလိုပါတယ်။မိမိကိုကိုချစ်ခင်တဲ့ self love ကိုလေ့ကျင့်ပေးဖို့တော့လိုအပ်ပါတယ်။ဒီတော့ self love ဆိုတာကိုဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာကိုအကျဉ်းချုပ်ပြောပြပါမယ်။မိတ်ဆွေမှာကိုအရင်ချစ်ခင်ရတဲ့ကလေးလေးတစ်ယောက်ရှိတယ်တော့စဉ်းစားကြည့်လိုက်ပါ။ အဲ့ဒီကလေးလေးဟာမိတ်ဆွေရဲ့တူကလေးတွေတူမကလေးတွေစသည်ဖြင့်ပေါ့နော်ကိုယ့်ရဲ့ညီလေးညီမလေးတွေစသည်ဖြင့်တစုံတယောက်စဉ်းစားလို့တော့ရပါတယ်အထင်ကတော့ကိုယ်အရင်ချစ်နေတဲ့ကလေးလေးတယောက်ဖြစ်နေဖို့လိုအပ်တယ်ဒီကလေးလေးကလေမိတ်ဆွေနဲ့အတူတူနေထိုင်နေတော့စဉ်းစားလိုက်ပါအဲ့ဒီကလေးရဲ့ကောင်းကျိုးချမ်းသာဟူသမျှဟာမိတ်ဆွေမှာတာဝန်ရှိနေတယ်တော့စဉ်းစားလိုက်ပါအဲ့ဒီလိုဆိုရင်မိတ်ဆွေဟာဒီကလေးလေးကိုဘယ်လိုဆက်ဆင်မလဲ မနေ့မိုးလင်းတာနဲ့တပြိုင်နဲ့ဒီခလေးလေးကိုရေရှိုးပေးရမေးတင့်စင်ပေးရမေးအဝတ်အစားတွေဆင်မြင်းပေးရမေးအစားအသောက်တွေကျွေးမွေးပေးရမေးကောင်းမေးအရာတွေကိုပြုလုပ်ပေးရမေးဒီခလေးရဲ့အနာကဲတိုးတက်လှပအောင်ဒီကလေးကျဲမှာပျော်ရွှင်အောင်မိတ်ဆွေအားအကုန်လုံးပြုလုပ်ပေးရမေးအဲ့ဒီတော့ဘလို့ပြုလုပ်ပေးမလဲ ဒီကလေးကျဲမှာပျော်ရွှင်ဖို့ဒီကလေးရဲ့ကောင်းကျိုးရှင်းတာအတွက်မိမိကိုယ်ကိုဘလို့ပြုလုပ်ပေးရမလဲဆိုတာကိုသေချာစဉ်းစားပြီးမိမိကိုယ်တိုင်ကိုယ်ကိုကိုချစ်ခင်ရတဲ့ကလေးကိုဆက်ဆင်တယ်လို့မိမိကိုယ်ကိုဆက်ဆင်ကြည့်ပါမိမိကိုယ်ကိုချစ်ချင်းမေတ္တာတွေပေးပါဒီကလေးအပေါ်မှာအရင်ချစ်ပါတယ်တော့ခံစားနေရသလိုမိမိကိုယ်ကိုအရင်ချစ်တယ်တော့ခံစားနေရအောင်ကိုယ့်ရဲ့စိတ်တဲကိုလေ့ကျင့်ပေးပါဒါကဆက်လာဖြစ်စေဖို့မိမိကိုယ်ကိုလေ့ကျင့်တဲ့အကောင်းဆုံးနည်းပဲဖြစ်တယ် ဒီတော့ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖြစ်စည်းပေးဖို့တခြားသူတွေကိုလိတ်ရှာနေတာကိုရက်တည်းပြင်မိမိကိုယ်ကိုဖြစ်စည်းလိုက်ပါကိုယ့်ရဲ့ကေတင်ရှင်က ကိုကိုတိုင်းပဲဖြစ်ပါတယ်မိတ်ဆွေဟာ self love ကိုလေ့ကျင့်ပြီးရင်မိမိကိုယ်ကိုမှန်မှန်ကန်ကန်ချစ်တဲ့ပြီဆိုရင်မိတ်ဆွေဟာစွမ်းအားမြင့်တဲ့လူတစ်ယောက်ဖြစ်လာပါပြီအဲ့ဒီအခါကိုယ့်ရဲ့ညှို့အားတွေကောင်းလာပြီးရင်သေးသေးလို့အချစ်ခင်ရတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ် ။စိုးရင်မြင်မတဲ့လူတယောက်ဖြစ်လာစေဖို့နေဘငါအချက်ကတော့ဝိညာဉ်ရေးရာကိုလက်ခံကျင့်သုံးပါ။ဝိညာဉ်ရေးရာကိုလက်ခံကျင့်သုံးနိုင်ဖို့တယောက်နဲ့တယောက်နဲ့တော့တူမှာမဟုတ်ပါဘူး။ဝိညာဉ်ရေးရာကိုကောင်းမွန်စွာလက်ခံကျင့်သုံးနိုင်ဖို့အနည်းဆုံးတော့ကိုကိုကိုရာဘာသာအလိုက်ဖျားရှိခိုးတာတွေတရားထိုင်တာတွေကို ပြုလုပ်စေလိုပါတယ်။တကယ်တော့ဘာသာရေးအလုပ်ကို မပြုလုပ်ရှင်ဘူးဆိုရင်တောင်မှတရားထိုင်တဲ့လေ့ကျင့်ခန်းကလေးကိုပြုလုပ်ပါ တရားထိုင်တဲ့လီချင်းခင်ကိုပြုတ်လုတဲ့အခါအသက်ရှူလီချင်းခင်ကိုအတီးကထားပြီးကိုယ့်ရဲ့စိတ်ကိုတနည်းအားဖြင့်မှစုစိတ်ထားစီရှင်းပါတယ်။ဒါအပြင်အချိန်တိုင်းအချိန်တိုင်းအရှိနေတိုင်းမှာကိုယ့်ရဲ့စိတ်ကဘာကိုစဉ်းစားနေလဲဘာကိုတွေးတောနေသလဲဘာကိုဥတည်နေသလဲဆိုတာကိုတတိကလေးနဲ့စောင့်ကြည့်ကြည့်ရှုစေရှင်းပါတယ်။ဒီလိုကိုယ့်ရဲ့စိတ်အရှိအနေကိုတတိကလေးနဲ့လိလာစောင့်ကြည့်တဲ့အခါမိတ်ဆွေဟာကိုယ့်ထက်ကြီးမြတ်တဲ့အရာတစ်ခုခုနဲ့ချိတ်ဆက်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီအခါမိတ်ဆွေရှောင်းနေတဲ့ဘဝခရီးမှာလင်းညွင်ခင်နေရတာတွေကိုလေးတွေ့မြင်နိုင်ပါတယ်။လင်းညွင်ခင်ရရှင်အပြင်လူအရှက်တွေအမှန်တရားတွေအတွက်အရေးတယူလှုပ်ဆောင်နိုင်ပါတယ်။ဒါပေမဲ့ဝိညာဉ်ရေးရာကိုလက်ခံကျင့်သုံးတဲ့အဓိကရည်ရွယ်ချက် ကတော့ကိုယ့်ရဲ့စိတ်နှလုံးငြိမ်းချမ်းစေဖို့ပဲဖြစ်ပါတယ်။စိတ်နှလုံးတွေငြိမ်းချမ်းလာတဲ့အခါ energy မြင့်မားတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်စိတ်နှလုံးတွေငြိမ်းချမ်းခြင်းအပြင်မိမိကိုယ်ကိုပျော်ရွှင်မှုတွေငြိမ်းချမ်းမှုတွေချစ်ချင်းမေတ္တာတွေကို တာမင်လူတွေထက်ပိုမိုရရှိခင်စားနိုင်ပါတယ်။ဒါကြောင့်တာမင်လူတွေထက် energy မြင့်မားတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ energy မြင့်မားနေတဲ့လူတယောက်ဟာကိုလိုရှင်တာတွေကိုအမှန်တကယ်လွေလွေကူကူရရှိစေနိုင်တဲ့လူတယောက်ဖြစ်လာပါတယ်။ အခုနောက်ဆုံးအနေနဲ့မိတ်ဆွေတို့ကိုပြောရှင်တာကတော့မိတ်ဆွေဟာကိုချစ်ခင်တဲ့သူနဲ့အမြင့်တဲ့အတူတကွရှိနေရှင်နေကိုချစ်ခင်တဲ့သူကကို့အပေါ်ဆွေးနေရှင်နေကို့နားမှာအမြင့်တဲ့ရှိနေရှင်နေဆိုရင်မိတ်ဆွေဟာသူ့ကိုလိတ်ဆွေးထားလို့တော့မရပါဘူးကိုချစ်ခင်တဲ့သူတယောက်ကကို့နားမှာအမြင့်တဲ့ရှိနေစေဖို့ဘာဖိအားကိုမှတုံးနေစရာမလိုပါဘူးဖိအားကိုတုံးပြီးရင်ရရှိလာတဲ့ရှိနေရှင်ကလေးမိတ်ဆွေအတွက်အဆင်ပြေနေမှာမဟုတ်ပါဘူး ဒီတော့မိတ်ဆွေပြုလုပ်ရမှာကမိမိကိုယ်ကိုပျော်ရွှင်အောင်နေပါကောင်းမွန်အောင်နေပါကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့စွမ်းအားတွေမြင့်မားအောင် ပြုပြင်ပြောင်းလဲပြီးနေထိုင်ပါဒီလိုပုံစံမျိုးမိမိကိုယ်ကိုဂရုစိုက်ပေးပြီးစွမ်းအင်တွေမြင့်မားလာခြင်းအပြင်မိတ်ဆွေကိုသေးသေးလှုပ်ချစ်ပေးနိုင်မိချစ်သူကိုတဘာဝအတိုင်းဆွေးငင်ညှို့ယူနိုင်ပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဗီဒီယိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်